မျက်နှာရဲရဲမချိမငန်ဖြစ်နေတဲ့ယောက်ျားကအမျိုးသမီးကိုသူ့အတွက်ပါဆယ်ထုတ်ရောက်နေကြောင်းပြောလိုက်ပါတယ်။အမျိုးသမီးကရှုပ်ထွေးအံ့အားသင့်တဲ့အချိန်နဲ့သူ့ကိုစိုက်ကြည့်လိုက်ပြီးစိတ်အားထက်သန်စွာပါဆယ်ထုတ်ကိုဆွဲဖြစ်လိုက်တဲ့ကော့ပေါ်ကစာတန်းကိုမြင်တော့မှမျက်နှာ Temptation Intermittent World လို့ရေးထားတာတွေ့ရတဲ့အမောရှူရင်အထုတ်ကိုလွှင့်ပြလိုက်ရကနေကမန်းကဒန်းပြန်ကောက်လိုက်ပါတယ်။ယောက်ျားကဘာဖြစ်တာလဲဆိုပြီးတုံတုံရင်ရင်မေးလိုက်တော့အမျိုးသမီးကအာယုံလွဲဟန်ရေမောလိုက်ပြီးညက online ကနေ အမှတ်မထင်ပစ္စည်းတချို့ဝယ်လိုက်မိတာပါလို့ရှင်းပြတယ်သူကအမျိုးသားရဲ့တုံ့ပြန်မှုကိုစောင့်ကြည့်ရင်အတွင်းခံအယုတ်တွေကိုမြင်သွားသလားလို့တွေးပူနေမိတယ်စိတ်သက်သာရရဖို့အတွက်သူကတတိမထားမိလောက်ဘူးလို့အလင်းအမြန်တွေးလိုက်တဲ့ယောက်ျားကသူမရဲ့အတွေးတွေကိုကြားလိုက်ရတော့သူ့ပတ်ဝန်းကျင်ကလေထုကပူလောင်လာတယ်လို့ခံစားရတယ်သူကသူ့ရှက်အင်ဂျီကိုဆွဲဆက်လိုက်ပြီးဒီနေ့တကယ်ပူတယ်နော်လို့မချီမငံပြောလိုက်တဲ့အမျိုးသမီးကလည်းအနေခက်စွာပဲအခုကိုကိုလေးပေးတယ်လို့ရက်ခတ်လိုက်ပြီးဟုတ်တယ်တကယ်ကို ဦးလုံးလေလို့သဘောတူလိုက်ပါတယ်ယောက်ျားထွက်သွားပြီးနောက်အမျိုးသမီးကသူ့တငယ်ချင်းရဲ့နောက်ပြောင်မှုကိုမျက်စောင်းထိုးပြီးသူ့မင်္ဂလာပွဲကြရင်အဲ့ဒီလိုပစ္စည်းတွေ track ကားတစ်စီးစာပြန်ပို့ပေးမယ်လို့ကြေဆိုလိုက်တယ်ထိုတော့အတွင်းယောက်ျားကတနေ့ကုန်လုံးအမျိုးသမီးဘလို့အတွင်းခံမျိုးဝဲလိုက်လဲဆိုတာကိုဆွဲလန်းတွေးတောနေခဲ့တဲ့ညဘက်မှာသူကသူမအတွက်တကားကိုဖွင့်ထားပေးလိုက်ပေမဲ့မတော်တဆအိပ်ပျော်သွားခဲ့တဲ့သူ့အိမ်မထဲမှာအမျိုးသမီးကရုံမလေးဝတ်စုံနဲ့ပေါ်လာပြီးသူ့နန်းဘိုးအလုံးမှာဘဲလဲပင် ကိုဆွဲထုတ်ပြီးသူ့ကိုကမ်းပေးလိုက်တဲ့ယောက်ျားကတုံလုံးထိတ်လန့်စွာနိုးထလာပြီးသူ့ရင်ဘက်ကတုံလုံးခုန်နေတယ်။နောက်နေ့မနက်မှာအမျိုးသမီးကစေတနာပြည့်နဲ့အတွင်းရင်မူပို့ပေးလိုက်တဲ့အဆက်ပဲကောင်းတဲ့ဘဲလေပင်တွေကိုခြံထားပေးတယ်လို့ပြောပြတယ်။ဒီစကားကြားလိုက်ရတော့ယောက်ျားကမျက်နှာမဲပြီးလှည့်ထွက်သွားခဲ့တယ်။အမျိုးသမီးကမျက်လုံးလံပြီးသူ့ဆေးမတောက်ထားတာဖြစ်ရမယ်လို့သူ့ဘာသာတွေးလိုက်တယ်။အဲ့ဒီညနေမှာယောက်ခမကသူ့တို့တီချာခန်းစီအိတ်နေတာကိုသိသွားတယ်။သူမကအမျိုးသမီးကိုမေးမြန်း တဲ့အခါအမျိုးသမီးကကျွမ်းကျင်စွာလေ့ကျင့်ထားတဲ့ဟန်နဲ့ယောက်ျားကိုပဲစိတ်ရင်းအပြည့်နဲ့အပြစ်တင်လိုက်တယ်။သူမကယောက်ျားဟာညဘက်ရုတ်တရက်တထိုင်ပြီးလက်တွေဝေးရန်မေမေဆန်းနေဟုတချင်းဆိုကစကားရီတရက်ဆက်ပြောနေကြောင်းဆွဆွလိုက်တဲ့ယောက်ျားကမယုံနိုင်ခြင်းနဲ့ရှုပ်ထွေးခြင်းရောထွေးနေတဲ့အမှုရာနဲ့သူမကိုကြည့်နေခဲ့တယ်။ယောက်ခမကတစ္ဆာဖောက်မှုကိုတန်လျာရှိသွားပြီးမေမေဆန်းနေဆိုတာဘာတူလဲဆိုတာကိုဒေါသတကြီးသိချင်နေတော့တဲ့ယောက်ျားကလည်းရုတ်ရုတ်တဲတဲနဲ့လိန်ညာမှုကိုလိုက်ရောလိုက်ပြီးဒါကဂျပန် ထောက်တဲ့တူဖြစ်ကြောင်းပြောလိုက်တယ်သူတို့စာချုပ်ညှိနှိုင်းနေကြတယ်မပြီးသေးလို့သာအိမ်မက်ထဲပါလာလာလို့ရှင်းပြတယ်ရောက်ခမကဂျပန်နဲ့ project မရှိဘူးလို့ထောက်ပြတော့လဲတန်လျာမပြေပဲရှိနေတော့မဲ့ရောက်ကြကချက်ချင်းဆိုတယ်လို့ဒါဟာသူတို့ချဲ့ထွင်နေတဲ့ရုပ်ရှင်လုပ်ငန်းအသစ်ဖြစ်ကြောင်းပြောပြီးစာချုပ်ပြီးပြီးလို့အမခံလိုက်တဲ့ထို့နောက်အမျိုးသမီးကိုမဟာအိတ်ခန်းပြန်လာနိုင်ကြောင်းကတိပေးလိုက်တယ်အဲ့ဒီညမှာရောက်ခမကပျော်ရှင်သွားပြီးအစီခံတွေကိုသူမပစ္စည်းတွေပြန်ရွှေ့ဖို့အမိန့်ပေးလိုက်တယ်လို့ မြောက်ချင်နေတဲ့အမျိုးသမီးကလည်းသူမပစ္စည်းတွေကိုကိုယ်တိုင်ရွှေ့မယ်လို့ဆန္ဒပြုလိုက်တဲ့ယောက်ခမကယောက်ျားကိုကူညီဖို့လက်ဟန်ပြလိုက်တဲ့ယောက်ျားကအရင်ကပါဆက်ထုတ်ကိုကောက်ကင်လိုက်ချိန်မှာမတော်တဆပစ္စည်းတွေအပြင်ထွက်ကြသွားတယ်။အမျိုးသမီးကတကူလုံးတောင့်တင်းသွားခဲ့တဲ့ယောက်ျားကကျူးတချောင်းကိုကောက်ကင်ရင်စိတ်ဝင်တစားနဲ့ဒါပါလဲလို့မေးလိုက်တဲ့သူမတငယ်ချင်းကသူ့နှစ်ဦးဆက်ဆံရေးပိုကောင်းမှုအတွက်တုံခါနဲ့နှောင်ကျိုးအယုတ်အကြောင်းပြောခဲ့တာကိုတတိယလိုက်တဲ့အမျိုးသမီးကချက်ချင်းပြ ကြည့်တော့ဒီဒါကအကျိုးခုံမှုအကျိုးဖြစ်ကြောင်းပြောလိုက်တဲ့တန်တရားတွေကိုလမ်းလွှဲသွားအောင်မျှော်လင့်ပြီးနှစ်ကြိမ်သုံးကြိမ်လောက်ခုံပြလိုက်တဲ့ထိုနောက်ယောက်ျားကတုံခါနေတဲ့ပစ္စည်းတစ်ခုကိုကောက်ကင်ပြီးပို့ပြီးစူးစမ်းလို့စိတ်နဲ့ဒါပါလဲလို့ထမီးလိုက်တဲ့အမျိုးသမီးကနောက်တစ်ကြိမ်အေးခဲသွားပြီးစကားထရင်ဒါကမျက်နှာအသားရည်တင်းရင်းစေတဲ့စပါဒါပေမဲ့အခုတော့တရုတ်ပြတ်မပြတ်ချင်သေးဘူးလို့ပြောလိုက်တဲ့သူကဒီလိုလင်မြန်နဲ့ရှင်းပြချက်ပေးနိုင်တဲ့အတွက်ကိုကိုကိုညံကြီးရှင်လို့ခံစားရပြီးသူ့ကိုယုံသွားပြီးလို့တွေးလိုက်တယ်